မင်္ဂလာပါ MPD Mobile Phone သုံးဆက်သူများရှင်မိမိတို့ရဲ့ SIM card ကိုမှတ်ပုံတင်ပြုလုပ်ပြီးပါပြီလားရှင်မှတ်ပုံတင်ရသေးဘူးဆိုရင်တော့ခုပဲကိုယ့်ရဲ့ဖုန်းပေါ်ကနေမှတ်ပုံတင်လိုက်ရအောင် MPT ရှေ့သို့လမ်းချမြန်မာပြည် တရားစီရင်ရေးကဏ္ဍမှာအကျဉ်းပြတ်ချဆောင်မှုတွေကြောင့်တိန်းဆောင်ရေးရန်မှုများဖြစ်ပေါ်နေရလို့တရားစီရင်ရေးကဏ္ဍတိန်းဆောင်နေမှုအားပြန်လည်တက်မှတ်နိုင်အတွက်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တိုက်တွန်းသည့်အဆိုမှာထည့်သွင်းဆွဆွဲတာဟာတရားရုံးများကိုမထင်မဲ့မြင်ပြရန်ရောက်တယ်လို့ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးပြောကြားမှုအပေါ်ဥပဒေပြုရေးအာဏာကိုဝင်ရောက်ဆွတ်ဖက်မှုမျိုးဖြစ်တင်ဘူးလို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြေကသတိပေးခဲ့ပါတယ်။အဲဒီအဆိုကိုဝေါ်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွေကတင်သွင်းခဲ့တာဖြစ်ပြီးမက်ရှနာ9ရက်နေ့ကကျင်းပ ါတယ်ပြည်သူ့လွှတ်တော်စည်းဝေးမှာလွှတ်တော်ကိုယ်စားလှယ်25ဦးကအကြံပြုထောက်ခံဆွေးနွေးခဲ့ကြပါတယ်လွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးရာမှာတရားစီရင်ရေးခန္ဓာတင်ဆောင်ရင်းရိုင်းနေရတဲ့အချက်တွေထဲမှာအကျင့်ပြချဆောင်မှုတွေကြောင့်လည်းပါဝင်နေဆိုပြီးလွှတ်တော်ကိုယ်စားလှယ်အများစုကထည့်သွင်းဆွေးနွေးခဲ့ပါတယ် အဆိုပေါ်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညကပြန်လည်ရှင်းလင်းရမှာအဆိုဟာတရားစီရင်ခံတာပါအကျဉ်ပြတ်ချဆမှုတွေကြောင့်တိတ်ဆောက်ရင်ရင်မှုများဖြစ်ပေါ်နေတယ်လို့ဆွဆွဲတာကိုတွေ့ရှိရပြီးအဲ့ဒီလိုဆွဆွဲပြောဆိုမှုတွေဟာတရားရုံးတွေကိုမထိမဲ့မြင်ပြုရရောက်တယ်လို့အခုလိုထည့်သွင်းပြောကြပါတယ်။ယခုပြည်တွင်းရဲ့ဆိုတော့တရားစီရင်ခံတာတိတ်ဆောက်နေမှုအားတက်မှတ်ထင်ရောက်ပေးနိုင်ပါရန်ပြည်တော်စုတရားသူတို့ကျုပ်တို့တိုက်တွန်းကြောင်းပေါ်ပြထားပြီး အစိုးရညီကုန်းပိုင်းမှာတော့ဒီနေ့အချိန်မှာတရားစီရင်ကဏ္ဍမှာအချင်းပြအချင်းပြခြားစားမှုများသောလူရင်းအားနဲ့ရင်းရင်တိစားမှုများဖြစ်ပေါ်နေခြင်းပုံမှာပြည်တော်စုဘုရားတို့တော်ကြုံမှာထိကျောက်ပေးနိုင်ပါရဲ့တိုင်တွန်းကြောင်းလို့ပါရှိပါတယ်။ဒါဆိုရင်တရားစီရင်ကဏ္ဍမှာအချင်းပြခြားစားမှုများသောတိစားရင်းရမှုများဖြစ်ပေါ်နေတယ်လို့ ဒီလေးဆိုဆွဲထားတာဖြစ်ကြောင်းတွေ့ရှိရပါတယ်။ဒီလိုတရားရုံးများရဲ့ဘုံသိက္ခာကိုအကြီးအကျယ်ထိခိုက်စေတဲ့ဆွဆွဲပြောဆိုမှုများတရားရုံးများကိုဒီမဲ့ပြီးပြောရောက်ပါတော့လေးစားတော့ကြောကြပါဗျာ။ဘုရားရှင်များဒီလိုမျိုးဆိုင်ရာယူပရိအခန်းဆက်ကိုအပိုက်158ခါဝင်းမှာအစုံနဲ့ပတ်သက်တဲ့စီကံရည်များကိုပြတ်တန်းထားတာရှိပါတယ်။ အဲ့ဒီပြန်ဆက်ချက်များမှာတော့ဒီစီနီယိုရဲ့အကြောင်းပြချက်များခိုင်လုံသောထောက်ထားမှုပါရှိတဲ့ယူဆချက်များမသိလျော်သောအသုံးလုံးများနဲ့ဂုဏ်သရေကိုထိခိုက်စေသောဖော်ပြချက်များမပါရှိသောအဆိုဖြစ်ရမယ်လို့အတိအလင်းတားမြစ်ထားဖြစ်ပါတယ်အထောက်ထားမှုခိုင်လုံမဲ့အချင်းပြချစမှုများကြောင့်တရားစီရင်ကဏ္ဍပင်းဆောင်နေတယ်ဆိုပြီးအဆိုလို့ တရားရုံးများရဲ့ဘုံစိတ်ကိုတိကျတဲ့နာမရှိတော့ပါဘူး။ဒါကြောင့်တရားစီရင်ခံကတင်းဆောင်နေရဲဆိုတဲ့ဆိုတာပြည်သူတို့ဆိုင်ရာဒီမရီအပိုက်တရား58ခန့်ဝင်နေတယ်။ဆန့်ကျင်နေပါကြောင်းနဲ့မိဟုတ်တဲ့မြေညွတ်တဲ့အဆိုဖြစ်တာကြောင့်ကံကိုရာကြီးဖြစ်ပါကြောင်းတင်ပြ အဲ့ဒီလိုပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးကပြောကြားမှုအပေါ်ဥပဒေပြုရေးအာဏာကိုတရားစီရင်ရေးအာဏာကအဲ့ဒီလိုဝင်ရောက်ဆွတ်ဖက်မှုမျိုးမဖြစ်တင်ဘူးလို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးမင်းမြင့်ကအခုလိုပဲသတိပေးပြောခဲ့ပါတယ်။ဒီဆိုတဲ့ဆက်လက်ပြီးကျွန်တော်တို့တော့ဒီပေးရှင်းလေးလာရှိပါဘူး။ဒီလိုချီကဥပဒေကိုမှစတိတ်အရင်းမှာနိုင်ငံတော်ရဲ့ချုပ်ချာအာဏာရဲ့ခံမှန်းဆုံးမှဖြစ်တဲ့ ိုရိကျွေးအာနာဥချွေးအာနာတရားစီအာနာတို့တတ်နေတဲ့ပန်းချသုံးသက်ခြင်းနဲ့အချင်းချင်းအပြန်အထင်ကြောင်းကြီးကိုပြုပြီးတော့ကျွန်တော်ဒီဆိုတာချက်ကန်ဘယ်လဲဆရာအပြန်အထင်ကြောင်းကြီးမူရဥစလဲရတယ်နည်းနည်းဆိုဖြစ်ပါတယ်။တရားပြည့်ပြောမယ်ဆိုရင်အာနာကြီးတော့ရမှာပူရိကျွေးအာနာဒီနဲ့ ုချွေအာနာနဲ့တရားစီရင်တာတာတို့ပါလီမန်ကိုပါဆိုင်လို့ရပါတယ်။ဟာဝိဓိမုချီကဦးရဲ့ပုံမှန်၁၁ကာကြီးကပြရထားတဲ့အာနာပါ။ဒါတခုနောက်တစ်ခုကခုနဆွေးနွေးတဲ့ဌာနဒီဆိုတာဆိုရဲအစည်းအဝေးတွေတန်းတက်ချက်တွေဆိုင်တွေ Sono super kandarse di singanje. Non Tutto può guardare a tutte le sue tema. Ramo è una sapessi no paola ma. Uri tui anaburo. E assi di anara. Allora, non so per me. Ma c'è tema. A te lo dico su di me. Arrivo potrei risolvere. Potrei riassolvere. Beh, ma io assolvere. ဆွေရေးပိုင်ပေးရဆွေရေးတာကိုတရားရုံးမကြည့်လဲနေကြည့်တယ်လို့လည်းဆွဆွဲလို့မသိဘူး။ဒါကြောင့်တရားရုံးတို့ကဒီနေ့ဒီနေ့ အဆိုနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးရမှာတရားစီရင်ရေးမှန်းတိုင်းဟာယနေ့အထိပြင်ပြောင်းလဲမှုမရှိဘူးဆိုတာကိုကြားသိနေရကြောင်းတရားစီရင်ရေးကဏ္ဍကိုတည့်မဲ့လာနိုင်စေဖို့အတွက်ဂျူရီစနစ်ကိုကျင့်သုံးတဲ့ကြောင်းတရားသူကြီးများရှင်နေများဥပဒေဝန်ထမ်းများအားလက်ပေးလက်ယူမှုမရှိစေဖို့ဥပဒေနဲ့အညီစီရင်ဆုံးဖြတ်နိုင်စေအတွက်တရားရုံးစောင့်ကြည့်ရေးအဖွဲ့များကိုလည်းအစဉ်အဆက် ဖွဲ့စည်းတမကြောင်းတရားရုံးတွေဟာတရားရုံးများလက်ဆွဲလိုက်နာကျင့်သုံးရန်ညွှန်ကြားထားတဲ့ညွှန်ကြားချက်တွေကိုတည်တည်ကြကြလိုက်နာဆောင် င်ရွက်စီရန်အထက်တရားရုံးအစဉ်စဉ်ကလည်းကြီးကြပ်ကိုကဲထင်းထင်းချင်းများပြုလုပ်ရန်လိုအပ်ကြောင်းစတဲ့အချက်တွေကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။တန့်စဲမဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွန်းကလက်ရှိကျင့်သုံးနေတဲ့တရားထိုင်စနစ်မှာလုတ်ပိုင်ခွင့်အာဏာကိုထင်ရှားဆိုင်လို့ရတယ်လို့တရားစီရင်ရေးကိုတင်ဆောင်နေနိုင်ကြောင်းလက်ပေးလက်ယူမှုကိုလည်းပုံမလွယ်ကူစေနိုင်တဲ့အတွက်တရားထိုင်စနစ်အစား jury စနစ်နဲ့တရားစီရင်ဖို့အခုလိုဆွေးနွေးပြောကြပါတယ်။ခုလက်ရှိကျင့်သုံးတဲ့တရားထိုင်စနစ်အစား jury court တရားကြီးအတွက်နဲ့စီရင်ဖို့ကောင်းတယ်ဘာကြောင့်လဲဆိုတော့တရားတဲ့စနစ်ကြီးလုံးဝမအားနာဘူး ဆိုနဲ့ပတ်သက်၍ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ကလေးဥပဒေနဲ့မညီတဲ့အဆိုဖြစ်တဲ့အတွက်ကန့်ကွက်ရခြင်းဖြစ်ကြောင်းနဲ့အဆိုကိုမှတ်တမ်းအဖြစ်ထားရှိဖို့ရှင်းလင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့အဆိုရှင်ရဲ့သဘောထားမေးမြန်းရာမှာတော့အဆိုကိုအတည်ပြုဖို့သာ ပြောကြားခဲ့တဲ့အတွက်ဆက်ကလုတ်အသုံးပြုပြီးလွှတ်တော်ရဲ့အဆုံးဖြတ်ကိုမဲခွဲဆုံးဖြတ်ရာထောက်ခံဆန္ဒမဲ286ကန့်ကွက်မဲ4ကြားနေမဲ61မဲဖြစ်၍အဆိုကိုပြည်သူ့လွှတ်တော်မှအတည်ပြုခဲ့ပါတယ်။ thank you